အကောင်တိုင်းရှိနေရာကနေပြီးတော့ရုတ်တရက်ကြီး6လွာကခုံချတက်တည်ခဲ့တဲ့တရုတ်နာမည်ကြီးမင်းသား လက်တားညီနောင်တရုတ်ဇလန်တွင်နဲ့မြန်မာပြည်သူတွေတည်ကြတဲ့အမင်းသားရွှေမုံလုံးကစက်တင်ဘာလ17ရက်နေ့ရောက်ခွဲလွန်သွားခဲ့ပါပြီ။သူတည်ဆုံတဲ့အချိန်မှာအသက်38နှစ်ရှိပါပြီ။သူတည်ဆုံတဲ့တရင်းနေရာဆိုရင်တော့ဝိုင်ဘိုမှာပပရာစီတဦးတင်ခဲ့တဲ့ post ကြောင့်စက်တင်ဘာ17ရက်နေ့မနက်ခင်းကနေကနေစပြီးတော့ပြန့်နှံ့လာခဲ့တာပါ။ပပရာစီက Ethernet Left 2017နဲ့ Go Prince Go 2015မှာပါဝင်တရုတ်ဆောင်ခဲ့တဲ့ရွှေမုံလုံးက အမြင့်ပေါ်ကပြုတ်ချပြီးတော့ဒီကနေ့ဘေကျင်းမှာတည်ဆုံခဲ့ပါတယ်စတေမာလာဆယ်ရနေရသူဟာတငယ်ချင်းတယောက်ရဲ့အိမ်မှာတခြားသူ9ယောက်6ယောက်လောက်နဲ့ရှိနေခဲ့ပြီးတော့မနေ့နှစ်နာရီမှာအိမ်ဖို့အခန်းထဲဝင်သွားခဲ့ပြီးတကားကိုပိတ်ထားခဲ့တယ် တခင်းမဖြစ်ပွားခင်မှာရွှေမုံလုံးကတငယ်ချင်းအိမ်မှာနောက်ထပ်တငယ်ချင်း၄၅ယောက်နဲ့အတူညာဘက်အထိအတူတူစားတောက်နေတယ်လို့မျိုးလိုင်းပေါ်မှာလည်းညာဘက်ကိုးခွဲကျော်အထိ addict ဖြစ်နေကြတာပါညာနှစ်နာရီဝင်းချင်းမှာမင်းသားကအိတ်ခန်းစီကိုပြန်သွားပြီးတော့အခန်းတကာလောချခဲ့ပါတယ်ဒီနောက်ပိုင်းမှာမနက်၆နာရီမှသူတငယ်ချင်းကပြန်ဖို့အပြင်ထွက်တဲ့အချိန်မှာ ပြုတ်ကျနေတဲ့ body ကိုတွေ့တာပါမနက်ခင်းခွေးထကြောင်းတဲ့အင်ဒီယားချင်းတစ်ယောက်က ဒီကိစ္စကိုတွေးပြီးတော့ရဲခေါ်တိုင်ခဲ့ပါတယ်။ရဲဘက်ကတော့မူခင်းနေနဲ့သတ်မှတ်ပြီးပြုတ်ကြတာလားဒွန်ချခံရတာလားဆိုတာဆက်လက်စစ်ဆေးနေတော့မှမင်းသားရဲ့ dead body တွေ့တော့ NG8 ထဲမှာသူတငယ်ချင်းရဲ့ Rolex နိုင်နှလုံးလဲတွေ့ရလို့ပြောပါတယ်။ပြည်သက်တရာဒီတဲ့ရင်ကြောင့်ရွှေမုံလုံးရဲ့ agency ကိုချက်ချင်းတုံ့ပြန်ဖြေချပေးဖို့တောင်းဆိုလာခဲ့ကြပါတယ်။ ွဲရှိလာတဲ့တဲ့တွေကစိတ်မကောင်းစွာနဲ့ပဲအတီဖြစ်ခဲ့ပါတယ်။ရီမွန်လိုရဲ့အေဂျင်စီကစက်တင်ဘာလ17ရက်နေ့ညနေပိုင်းမှာတည်ဆုံတဲ့အကြောင်းဝိုင်ဘိုမှာအတီးပြုပေးခဲ့ပါတယ်။စတူဒီယိုကစာက 2025စက်တင်ဘာ17မှာအဆောင်ပေါ်ကပြုတ်ကျပြီးတော့ကျွန်တော်တို့ချက်ရတဲ့မုံလုံးခွဲလွန်သွားခဲ့တဲ့အကြောင်းကိုနာကျင်စွာနဲ့အားလုံးအသိပေးလိုက်ရပါတယ်။ရဲစစ်စေးချက်အရမူကင်းဆိုင်ရာအချက်လက်တွေမရှိပါဘူး။ခွဲလွန်သွားသူငိမ့်ချန်းစွာအနားယူနိုင်ပြီးကျန်ရသူများတန်မာကြပါစေတဲ့စက်တင်ဘာလ10ရက်နေ့မှာတငယ်ချင်း၄၅၆ယောက်နဲ့ညစာစားခဲ့ပါတယ်တဲ့။သူပြုတ်ကျသွားတဲ့အချိန်အိတ်ထဲမှာ Rolex နိုင်နှလုံးပါသွားတယ်လို့အတိမပြုနိုင်သေးတဲ့သတင်းတွေကဆိုပါတယ်။ Studio စာ ာအရအသက်ခံရတာမျိုးမဟုတ်ပါဘူးမင်းသားရွှေမုံလုံးက2008ခုနှစ်က reality show my show my style မှာပါဝင် ရှင်ပြိုင်ခဲ့ပြီးတော့အနုပညာလောကတွေကိုဝင်ရောက်ခဲ့တာပါ 2012ခုနှစ်မှာ The Little Prince ဇာတ်လမ်းထုံနဲ့တရုတ်ဆောင်ဖြစ်ကိုပွဲဥထွက်ခဲ့တာပါ2015ခုနှစ်က Go Princess Go ဇာတ်လမ်းတွဲမှာကိုရောင်မြောင်မင်းသားဖြစ်ပါဝင်ခဲ့ရမှာပရိသတ်ရဲ့အပိနစ်ချိုက်မှုကိုရရှိခဲ့ပါတယ်သူက Eternal Love 2017 The Legend of White Snake 2019 The Leftless to Mine 2020 The Moon Brighten for You 2020 Love King in Eastern Fantasy 2024 ါဝင်ဇလန်တွဲတတော်များများမှာပါဝင်တရုတ်ဆောင်ခဲ့တာပါသူနောက်ဆုံးတရုတ်ဆောင်ခဲ့တာကတော့2025ခုနှစ်ဇွန်လမှာထုံးလင်းပြသခဲ့တဲ့ ဖုတ်ဇလန်တွေပါပဲရွှေမုံလုံးက2020ကနေ2023ကြားမှာယင်းမျိုးနံသူတွေနဲ့အဆင်မပြေဖြစ်ပြီးတော့တရားမဝင်ဘန်ခံရဘူးတယ်လို့ကောလာဟာလာတွေကဆိုကြပါတယ်2024မှာအလုပ်တွေပြန်လုပ်တဲ့အခါအရန်ခံတွေပဲအများဆုံးသရုပ်ဆောင်ခဲ့ရတာပါအခုအလုပ်တွေအများကြီးလုံးလာရပြီးတော့လက်ဖြံမာကို CCTV အစီအစဉ်ရှိနေလို့အားလုံးကတကယ်မယုံနိုင်စရာဖြစ်နေရတာပါ တချို့ကသူ့မှာ depression ရှိနေခဲ့မယ်လို့မှန်းဆကြပြီးတော့သူကတော့ထုတ်မပြောခဲ့ဘူးပါဘူးလူတွေကိုသူ့ရဲ့စက်ကောင်မျိုးမျိုးနဲ့ဖျော်ဖြေပေးခဲ့သူတယောက်ခေါင်းရမွန်ရမှာအေးအေးချမ်းချမ်းအနားယူနိုင်ပါစေသူပြိတ္တတွေအတွက်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်